ထိုင်းနိုင်ငံချင်းမမြို့မှာရှိတဲ့စောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာအလုပ်လုပ်ကိုင်နေကြတဲ့မြန်မာအလုပ်သမား22ဦးရဲ့လောက်ခလာစာတွေကိုအလုပ်ရှင်ဘက်ကတနစ်ကြော်ကြပုံမှန်မရှင်းပေးတာကြောင့်အဆိုပါလောက်ခလာစာတွေရရှိရေးအတွက်မြို့နယ်စဝါဒီကန်ရုံးကိုတွားရောက်တိုင်ကြားခဲ့ကြတယ်လို့သိရပါတယ်။အဲဒီနောက်အလုပ်ရှင်က9လအတွင်းအကြေပေးမယ်လို့ကတိကဝတ်ပြုခဲ့ကြောင်း လိုက်ပါကူညီပေးခဲ့တဲ့ WAG အလုတ်သမားမဟာမိတ်အဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်အဆိုပါ အလုတ်သမားတွေဟာ MOU CI နဲ့လုတ်ကန်ကြတဲ့အလုတ်သမားတွေဖြစ်ပြီးအဆိုပါစောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ၃နှစ်ခန့်လုတ်ကန်ခဲ့ကြရာကနေလုပ်ငန်းနဲ့တစ်နှစ်ခန့်ကနေစပြီးအလုပ်ရှင်ကလုခလာစာပုံမှန်မရှင်းပေပဲစားတောက်ရေးအတွက်ချုပ်တင်ငွေသာထုတ်ပေးခဲ့တာလို့သိရပါတယ် အဆိုပါအလုသမားတွေလောက်ခလာစာရရှိရင်းနဲ့ပတ်သက်ပြီး WAG အလုသမားမဟာမိတ်အဖွဲ့ကနေအောက်တိုဘာ2ရက်နေ့မှာ အလုသမားတွေနဲ့အတူ မြို့နယ်ဆဝါဒီရုံးကိုတွားရောက်တိုင်ကြားခဲ့ကြရာကနေမြို့နယ်ဆဝါဒီကန်ရုံးကနေတတိဖြစ်သူကိုဖုန်းဆက်ခေါ်ယူညှိနှိုင်းပေးခဲ့တာဖြစ်ပြီးတတိဖြစ်သူကနေအလုသမားတွေရဲ့လှုပ်အားကတသိန်း၄သောင်းဘတ်ခန့်ကို၅လအတွင်းအကြေပေးမှဖြစ်ကြောင်းဆဝါဒီကန်ဝန်ထမ်းတွေ WAG အဖွဲ့နဲ့အလုသမားတွေရှေ့မှာ ဂရိစာချုပ်လက်မှတ်ရေးထုတ်ခဲ့တာလို့သိရပါဗျ။ကျမကတော့စိတ်မှ